ဒီကနေ့အော်တိုဘာလ9ရက်နေ့မှာမြန်မာနိုင်ငံကိုနေချင်းပြန်သွားရောက်ခဲ့တဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ဟာနေပြည်တော်မှာယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံမှုအတွင်းမြန်မာနိုင်ငံမှာရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေတဲ့အခြေအနေတွေပြည်တွင်းငြိမ်းချမ်းရေးနဲ့အပြစ်ခတ်ရဆဲရေးစစ်တပ်ဘက်ကလှုပ်ဆောင်နေတဲ့အခြေအနေတွေလာမယ့်အော်တိုဘာလ15ရက်နေ့မှာ တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရဆဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့နှစ်ပတ်လည်နေ့ကျင်းပမဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာစစ်တပ်ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။မကြာခင်ကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲတွေပြီးသွားတဲ့အခါမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်လက်ရှောက်လန်းသွားမယ်လို့မလေးရှားဝန်ကြီးကိုစစ်ကောင်းဆောင်ကပြောကြားခဲ့ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ်မှာအရှင်ကောင်းကောင်းနဲ့သွားနေတဲ့မြန်မာနိုင်ငံမှာအာရမအာဏာသိမ်းယူပြီးဆက်အနာရှင်စနစ်အောက်တွတ်တွင်းနိုင်ငံကောင်းဆောင်တွေကိုမတရားတဲ့ပုံမှန်တွေတတ်ပြီးထောင်ချ ကလေးလူကြီးဘာသာရေးအဆောက်အဦတွေပါမကြံဘုံကျဲတပ်ဖြတ်လုပ်ပြီးကမှဒီမိုကရေစီလမ်းကြောင်းပေါ်ဆက်လျှောက်မယ်လို့ပြောဆိုတာဟာတကယ်လက်တွေ့နဲ့စီလျော်မှုလုံးလုံးမရှိတဲ့ယုံနှန်းစကားသာဖြစ်နေမှာပါအထူးသဖြင့်တော့မလေးရှားနိုင်ငံသားရေးဝန်ကြီးနဲ့တွေ့တဲ့အချိန်ယာယီတမရဗိုလ်ချုပ်မွန်းကြီးမေအောင်လှိုင်ရဲ့ပြောဆိုမှုတွေဟာသိုးတွန်းတဲ့ကလေးတယောက်ကသူဟာလူလိမ္မာဖြစ်ပါတယ်ဆိုတာကိုမိဘတွေကိုအရင်သွားတိုင်တယ်လို့ဖြစ်နေပါတယ်တခါ မြန်မာနိုင်ငံဟာအာဆီယံအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်နေကြောင်းနဲ့နောက်မှလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောထားပြန်ပါတယ်။ဒါဟာလည်းလက်တွေ့မှာအပြောနဲ့အလုပ်တလွဲစီဖြစ်နေတယ်ဆိုတာကိုဧည့်သည်မလေးရှားနိုင်ငံသားကြီးဝန်ကြီးကမသိဘဲနေမှာတော့မဟုတ်ပါဘူး။အထူးသဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုနှစ်ပေါင်းများစွာကြာလာတဲ့အခုအချိန်ထိတခုမှအကောင့်တယ်မဖော်ပေးသေးတာအထူးသဖြင့်လူသားချင်းစာနာမှုအကူအညီပေးမဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်မပြုတာတွေဟာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေတင်တာမကပဲတကဘာလုံးကတည်ထားပြီးသားအကြောင်းအရာတွေဖြစ်ပါတယ်ဝင်ကြီးမိုဟာမက်ဟာဆန်ဟာမြန်မာနိုင်ငံမှာရှိနေစဉ်အတွင်းယာယီတမရအဘိုးချုပ်မူကြီးမေအောင်လိုင်းအပြင်ဝင်ကြီးချုပ်ဦးညိုစောနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေတို့နဲ့ပါတွေ့ဆုံခဲ့တာပါတွေ့ဆုံမှုတစ်ခုချင်းစီအတွက်မလေးရှားဝင်ကြီးဘက်ကထုတ်ပြန်ချက်တိုင်းဟာ အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ဖို့အထူးသဖြင့်အကြမ်းဖက်တပ်ဖြတ်မှုတွေရပ်တန့်ဖို့စာနာမှုအကူအညီတွေအရှိန်မြင့်ပို့ဆောင်ပေးဖို့နဲ့တက်ဆိုင်သူအလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့ကိုတိုက်တွန်းပြောဆိုခဲ့တဲ့အကြောင်းဖော်ပြထားပါတယ်။ဒီခီးစဉ်ဟာအခုနှစ်ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့အာဆီယံနိုင်ငံကြီးဝန်ကြီးများဆီဝေးဝဲရဲ့ဆုံးဖြတ်ချက်နဲ့အညီအာဆီယံအလဲကျဥက္ကဋ္ဌအနေနဲ့ကုတ်တစီကောအဖြစ်တွားရောက်ခြင်းဖြစ်ကြောင်းလဲဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့ ခီးစဉ်မစခင်ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ဝန်ကြီးနဲ့အတူအာဆီယံအလဲကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမာအုတ်တမန်ဟာရှင်လည်းလိုက်ပါသွားတယ်လို့သိရပါတယ်။သူတို့ကိုအတိမတ်ပြုလာရောက်မဲ့နိုင်ငံတကာကဧည့်သည်တော်တွေကိုမျှော်နေတဲ့စေအုပ်စုအတွက်တော့မလေးရှားဝန်ကြီးရဲ့ဒီခီးစဉ်ဟာရင်းကနေတုန်းရေဘူးကမ်းလန်းသူနဲ့တွေ့လျရသလိုဝမ်းသာသွားမှာတော့သိကြပါတယ်။မလေးရှားရဲ့အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်မကြခင်ပြည်ဆုံတော့မှာဖြစ်ပါတယ်။ ရှင်းနှစ်2026ခုနှစ်အတွက်အလဲကျဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်ကယူရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ